အလုံးမဲမင်္ဂလာပါရှင်။ MP သတင်းဌာနရဲ့ဒီကနေ့စက်တင်ဘာလ28ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။ဒီနေ့အတွက်ထူးခြားသတင်းတွေလည်းအသက်မပြည့်တဲ့သူတွေပါစစ်မှုထမ်းတဲ့ထင်နေရကိုဝန်ခံလာတဲ့စစ်ကော်မရှင်ဆိုတဲ့သတင်းမဲဆန္ဒနဲ့ထတ်တိုးနိုင်မှုရခိုင်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုပိုလို့လာတဲ့စစ်တပ်ဆိုတဲ့သတင်း ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့ရတဲ့ NUG ဖက်ဒရယ်ရေးရဝန်ကြီးဌာနဒုဝန်ကြီးရဲ့သတင်းစကမရဲ့တောက်တိုင်း BGF ကသူ့တပ်သားတွေကိုဂျုံးတင်နှမ်းမှပေးနေတဲ့သတင်းမီဇိုရမ်မှာလက်နက်တွေနဲ့အတိုးဖမ်းခံလိုက်ရတဲ့ခြင်မြူတာတုံးဆိုတဲ့သတင်းဖီတိုအာနာအုံပြမှုတွေကန့်သက်ပေးဖို့ကုလကိုတောင်းဆိုလိုက်တဲ့စင်ကာပူဆိုတဲ့အဲ့လိုတနစ်တာအထူးခြားဆုံးဖြစ်ခဲ့တဲ့ပီရင်ဘီပါသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီနေ့ညပိုင်းအတွက်ပထမအဆုံးပြောပြပေးမှာကတော့အသက်မပြည့်တဲ့သူတွေပါစစ်မှုထမ်းတဲ့ထိုင်နေရကိုဝန်ခံလာတဲ့စစ်ကောင်ရှင်တင်းကိုတင်ဆက်ပေးပါမယ်။အသက်မပြည့်သေးတဲ့သူတွေကိုစစ်သားစုဆောင်ကြတာတွေရှိတယ်လို့စစ်ကောင်ရှင်ကာကွယ်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဟိုချုပ်ကြီးမမောင်ရေကဝန်ခံခဲ့ပါတယ်။ မြန်မာမှာ2012ကနေ2025ခုနှစ်အထိအရွယ်မြောက်သေးတဲ့ကလေးငယ်တွေကိုစစ်မှုထမ်းကနေကာကွယ်ဖို့လှုပ်ဆောင်နေတဲ့အတွက် အရွယ်မြောက်သေးတဲ့စစ်မှုထမ်း1152ဦးကိုတပ်မတော်ကနေနှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့သူကဆိုပါတယ် အသက်၁၈နှစ်မပြည့်သေးတဲ့ဒွေစစ်မှုထမ်းဆောင်မှုမရှိသေးဘူးဆောင်ရွက်နေတဲ့အပြင်ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ရဲ့အစီရင်ခံစာမှာတမတော်ကြီးပါဝင်နေတာကိုပယ်ဖျက်နိုင်မှုစစ်ကောင်ရှင်က Task Force on Monitoring and Reporting လုပ်ငန်းစီမံချက်တွေကို၂၀၁၂ခုနှစ်ကနေ၂၀၂၄ခုနှစ်ထိလှုပ်ဆောင်ခဲ့တယ်လို့မမောင်အေးက ပြောပါတယ်စစ်တပ်ကအခုလိုထုတ်ပြောလာတာကနိုင်ငံတကာဖိအားကိုရှောင်မှုပဲဖြစ်တယ်မြန်မာနိုင်ငံပြည်တွင်းစစ်မှာကလေးစစ်သားအုံပြူတာအမဲလို့လို့ရှိတယ်စစ စ်တပ်ကလက်နက်ကင်အဖွဲ့ကကလေးစစ်သားအုံပြူကြတယ်စစ်တပ်ကတော့အများဆုံးကိုအခုစစ်တပ်ကကလေးစစ်သားတထောင်ကျော်ကိုနှုတ်ထွက်ခွင့်ပြုတယ်ဆိုပြီးဖော်ပြလာတာကဆယ်ပုံတပုံတော့မရှိပါဘူးဒါကအပြတစ်ခုပဲလို့ပြည်တွင်းစစ်ကိုစောက်ကြည့်လိလာနေသူတဝကမှတ်ချက်ပြုပါတယ် စစ်ကောင်ရှင်အနေနဲ့ကလေးစစ်သားအုံမပြုတ်ဖို့တဆိုင်မမန်ဆောင်ရွက်နေရလို့မမောင်အေးကဆက်လက်ပြောပေမယ့်မိပြမာတော့အသက်မပြည့်သေးသူတွေကိုပေါ်တာဆွဲပြီးစစ်တပ်ထဲသွင်းနေတာဟာပုံမဆိုးရလျက်ရှိနေပါတယ်အသက်မပြည့်သေးတဲ့သူတွေကိုပေါ်တာဆွဲပြီးတဲ့အခါအသက်18နှစ်အထက်ဟူမှတ်ပုံတင်အတူပြုလုပ်ပြီးစစ်တပ်ထဲအတင်းသွင်းတာနဲ့အချို့ကလေးငယ်တွေမှတ်ပုံတင်မရှိတာကိုစစ်တပ်ကအခွင့်ကောင်းယူနေတယ်လို့ထောက်ပြမှုတွေလည်းရှိပါတယ်။ စစ်ကော်မရှင်ကအသက်မပြည့်သေးတဲ့ကလေးစစ်သားစုဆောင်တဲ့အခါလမ်းမပေါ်တွေမှာမဟုတ်ပဲလူစီကားမှုမရှိတဲ့နေရာတွေမှာအ धिक ဖမ်းဆီးမှုတွေလုပ်ဆောင်နေရပါအနာမသိရင်ကစစ်တပ်ကကုလသမဂ္ဂနဲ့ပူးတွဲလုပ်ငန်းစီမံချက်ကိုလက်မှတ်ရေးထိုးပြီးတော့ကလေးစစ်သားလျှော့ချရေးနဲ့ပြန်လွတ်ပေးရေးတွေလှုပ်ဆောင်ခဲ့ပေမဲ့အနာသိမိတဲ့နောက်မှာကလေးစစ်သားစုဆောင်မှုပြန်လည်မြင့်တက်လာတယ်လို့ကုလသမဂ္ဂနဲ့လူ့ခွင့်ရေးအဖွဲ့တွေကအစီရင်ခံထားကြပါတယ် ဒုတိယပြပြပေးမယ့်တရင်ကတော့အာရကတ်တက်တော်တင်ပိုက်ထားတဲ့ရခိုင်ပြည်နယ်အတောင်ပိုင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့တရင်မှာအာရကတ်တက်တော်တင်ပိုက်ထားတဲ့ရခိုင်ပြည်နယ်အတောင်ပိုင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေခက်ဆက်စိတ်လှုပ်လာတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီဝါရဖြန် Telegram Channel တွေမှာတန်တွဲတောင်ကုတ်ကွာနယ်အမ်းမြုံနယ်တွေကိုပြန်လည်သိမ်းယူပြီးရေကောက်ွယ်ကျင်းပနိုင်မှုပြင်ဆင်နေလို့ရေးသားထားပါတယ်ရေကောက်ွယ်လုပ်ဖို့အတွက်တန်တွဲ တောင်ကုန်း၊ကွာတကျော်ကိုပြန်သိမ့်မယ်လို့သတင်းတွေကြားနေရတာကြပြီးအခုကအမတ်ဦးရေကပြင်မိပေမဲ့ရခိုင်မှာမဲဆန္ဒနဲ့နင်းနေရလေစစ်တေးကြောက်ကြုံနဲ့မန်အောင်တို့မှလှုပ်လို့တပိနယ်လုံးလွှမ်းချုံနိုင်တာမဟုတ်တော့တိမ့်မှုပြီးရေကောက်ပွဲလာလုံးမှာပေါ်လို့တောင်ကုန်းဒေသခံအမျိုးသမီးတအုပ်ကပြောပါတယ် စစ်ကောင်ရှင်ရွေးကောက်ကထုတ်ပြန်ထားတဲ့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာရန်ပြဲပေါတော်ပုံနာကျုံရတိတောင်ပူတီတောင်မောင်တော်ကြောက်တော်မင်းပြမြေပုံနဲ့မြောင်းဦးမြို့နယ်တွေကိုထည့်သွင်းထားပေမဲ့တန်တွဲတောင်ကုန်းခွားနဲ့အဲ့မြို့နယ်ကိုတော့ထည့်သွင်းထားတာမရှိပါဘူးရခိုင်ပြည်နယ်မှာရွေးကောက်ပွဲတွေဖြစ်လာပါကငြိမ်းချမ်းရေးထက်စီးရီချင်းတွေဟာပုံမပြင်းထန်လာနိုင်လို့ရွေးကောက်ပွဲစောင့်ကြည့်နေသူတဦးကမှတ်ချက်ပြုပါတယ် လက်ရှိစစ်ကောင်ရှင်ကသူတို့ထိန်းချုပ်ထားတဲ့မြို့နယ်၃ခုမှာရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ပေါင်းပြီးတော့မဲပေးနေတင်နန်းတွေလှုပ်ဆောင်နေတယ်လို့ရေကောက်ပွဲနဲ့တပ်ဆိုင်နဲ့စိုင်းပုတ်တွေကိုလည်းနေရာအနှံ့မှာစိုက်ထုံနေရလို့ဒေသခံတွေထံကသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့ရတဲ့ NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာနဒုဝန်ကြီးတရင်မှာ အမျိုးသားညညွတ်ရေးအစိုးရ NUG ရဲ့ဖက်ဒရယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးချစ်တွန်ဟာကင်ဆာရောဂါနဲ့ကွယ်လွန်သွားတယ်လို့သိရပါဗျ။ ကင်နီဘီလူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦး KMPLF ရဲ့ဘ ਹੁ ကော်မတီဝင်လည်းဖြစ်အန်ယူချီရဲ့ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ဦးချစ်တွန်းဟာပြီးခဲ့တဲ့စက်တင်ဘာ25ရက်ကနိုင်ငံရေးတာဝန်ထမ်းဆောင်ရင်းကင်ဆာရောဂါဝေဒနာနဲ့ကွယ်လွန်ခဲ့တာဖြစ်ပါတယ်ဟုတ်ချက်တော့စစ်တပ်အနာသိမ်းပြီးတဲ့နောက်မှာ2021ခုနှစ်ဧပြီ16ရက်ကစတင်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရဖက်ဒရယ်ရာဝန်ကြီးဌာနတူးဝင်စီအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ ကီနီတိုင်းသားတော်လည်းဖြစ်တဲ့ဦးချစ်တော်ဟာကီနီပြည်နယ်ဖလူဆိုမြို့နယ်ရိုးစာပါရွာမှာမွေးဖွားခဲ့ပြီးတော့1992ခုနှစ်မှာ KNPL တဲ့ဝင်ရောက်ခဲ့ပြီးနိုင်ငံရေးနဲ့စက်သွေးရုံတာဝန်တွေကိုထမ်းဆောင်ခဲ့တဲ့အပြင်ဗဟိုကော်မတီဝင်တဦးအဖြစ်လည်းရွေးချယ်ခံခဲ့ရပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ KNPLF ကအန်ယူဂျီကိုထောက်ခံတယ်လို့ကြေညာခဲ့ပြီးတဲ့နောက်မှာဦးချစ်တော်ကဖက်ဒရယ်ရာဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရတာပါ။သူဟာဖက်ဒရယ်ဒီမိုကရေစီ ြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးအတွက်စစ်ချက်ကော်မတီမှပူးတက်တွင်မှုအဖြစ်ဆောင်ရွက်ခဲ့သလို NUG အစိုးရရဲ့ပမာမဟုတ်တဲ့တိုင်းဒေသနဲ့ကိုင်ဖွဲ့စည်းထိတ်တန်းခေါင်းဆောင်တို့လည်းဖြစ်ပါတယ်ဆလပီစကမရဲ့ထောက်တိုင်း BGS ကသူ့တပ်သားတွေကိုဒရုန်းတင်နှံမှာပေးနေတဲ့သတင်းကိုပြောပြပေးပါမယ်။စစ်ကော်မရှင်ရဲ့ထောက်တိုင်း ကရင်နယ်သားဆောက်တဲ့ BGF ကကရင်ပြည်နယ်ရှီကိုကုံမြိုင်ဒေသမှာသူ့တပ်သားတွေကိုဒရုန်းနဲ့ပတ်သက်ပြီးတင်းနှပ်ပေးနေလို့စုံစမ်းသိရှိရပါတယ်။အဲ့ဒီတင်နန်ကို BGF ခေါင်းဆောင်ဘုံမိုးစောတင်ဝင်းကဥဆောင်တင် जा ပေးနေတာဖြစ်ပြီးတော့ဒရုန်းပညာကိုတင်ယူလို့တဲ့တပ်သားတွေကိုဥစားပေးခုံယူနေရလို့သိရပါတယ်။အဲ့ဒီတင်နန်ကိုစစ်ကော်မရှင်နဲ့အစဉ်ပြေတဲ့ BGF အပြင် DKBA နဲ့ PC တပ်ဖွဲ့ဝင်တွေလည်းတက်ရောက်ကြပါတယ်။ ် PGF တသားတွေအများစုပါတယ် TKBA နဲ့ PC အဖွဲ့တွေလည်းပါတယ်တင်နန်းသားတရာလောက်ရှိတယ်ဒရုန်းတင်နန်းကိုစနစ်တကျတင် जा ပေးနေတာရဲဘော်တွေကို VR မျက်မှန်လိုမျိုးနဲ့ပါလေ့ကျင့်တင် जा ပေးနေရပါလို့တင်နန်းတက်ရောက်နေတဲ့ PGF ရဲဘော်တအုပ်ကပြောပါတယ်တင်နန်းကိုအဓိကတက်ရောက်နေတဲ့သူတွေကပြီးခဲ့တဲ့ဩဂုတ်လ15ရက်မှာစစ်တင်နန်းဆင်းခဲ့တဲ့ PGF တပ်သားအစ်တွေဖြစ်ပါတယ် FPV drone တင်နန်းပေးနေလို့ကြားတယ် PGF က FPV drone လေးအများကြီးစုဆောင်းထားတယ်လို့လည်းသိရတယ်ဒါတွေကစစ်တပ်ကိုချဖို့သုံးပါလားဘယ်အတွက်သုံးပါလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်လို့စစ်ကော်မရှင်ကိုတွန်းလှန်နေတဲ့တော်လိုင်းရဲဘော်တို့ကပြောပါတယ် အခုမှတော့ BGF ဟာကရင်ပြည်နယ်တဲကဖက်အန်းနဲ့လိုင်းပွဲမှာတသားတစ်စုဆောင်းနာနဲ့စစ်တင်တန်းပေးတာတွေအပြင်စစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုပါမဲဆယ်စီယုံမှုတွေပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက BGF အင်အားဟာထောက်ကနန်းလာရှိပေမဲ့ဒီနှစ်မှာတော့အင်အားတောင်းကနန်းထိတသားတစ်တွေစုဆောင်းလာနိုင်ပါတယ်။ပြည်တွင်းနဲ့ကနောက်ဆောင်တဲ့တင်ကတော့မီဇိုရန်မှာလက်နက်တွေနဲ့အတူဖမ်းခံလိုက်ရတဲ့အချင်းမျိုးသားသုံးတဲ့တင်မှာ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တောင်ပိုင်းစီယာဟာခရိုင်နယ်မှာချင်းမျိုးသားသုံးဦးလက်နက်ကင်းရံနေတဲ့အတူဖမ်းဆီးခံခဲ့ရတယ်လို့သိရှိရပါတယ်။ပြခဲ့တဲ့စက်တင်ဘာ26ရက်ကသူပန်းနဲ့ဆောင်းလေးရွာကြားမှာအတန်ရိုင်ဖယ်တပ်ဖွဲ့ရဲ့ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒီရွာညရွာကြားမှာအတန်ရိုင်ဖယ်တပ်ဖွဲ့ကဆိုင်ကယ်သုံးစီးနဲ့ရက်တန့်စစ်ဆေးတဲ့အခါမြန်မာနိုင်ငံသား၃ဦးစီကနေ precision air rifle တနန်ချောင်းနဲ့ကြည်ကြံတချို့နဲ့မြမငွေကြက်တချို့တင်းစီရမိခဲ့တယ်လို့အိန္ဒိယသတင်းဌာနကဖော်ပြထားပါတယ်။ အတန်ရိုင်းဖဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရသူတွေကချင်းပြည်နယ်ဇာတိကံတွေဖြစ်ပြီးတော့အသက်28နှစ်အသက်33နှစ်နဲ့အသက်38နှစ်အရွယ်အမျိုးသားတွေဖြစ်ကြပါတယ်။အတန်ရိုင်းဖဲတပ်ဖွဲ့ဟာအိန္ဒိယမြန်မာနယ်စပ်တစ်ချောင်းလုံခြုံရေးတာဝန်ယူထားတဲ့အိန္ဒိယနိုင်ငံရဲ့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပေမဲ့ပြီးခဲ့တဲ့မေလတုန်းကမြန်မာပိုင်နယ်ထဲဝင်ရောက်ပြီးတော့တော်လိုင်းရဲဘော်ဆဲဦးကိုတပ်ဖြတ်ခဲ့ပါသေးတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဖြည့်ရှင်းပြဖို့အတွက်အန်ယူဂျီကအိန္ဒိယအစိုးရကိုတောင်းဆိုခဲ့ပေမဲ့အခုထိတိကျတည်ကြတဲ့အဖြစ်ကိုပြန်လည်အကြောင်းကြားတာမရှိခဲ့ပါဘူး။အိန္ဒိယမြန်မာနယ်စပ်တခြားလုံခြုံရေးယူထားတဲ့အာတန်ရိုင်းဖယ်တပ်ဖွဲ့ကနယ်စပ်လုံခြုံရေးယူတယ်လို့အကြောင်းပြပြီးတော့တော်လိုင်းသမားတွေကိုမကြခဏဖန်တာတပ်ဖြတ်တာတွေကျူးလွန်နေတဲ့အတွက်ဝေဖန်မှုခံနေရတဲ့အခွဲတစ်ခုလည်းဖြစ်ပါတယ်။ နောက်ဆုံးပြပါတရင်ကတော့ဗီဒိုအာနာအသုံးပြုမှုတွေကန့်သက်ပေးဖို့ကုလကိုတောင်းဆိုလိုက်တဲ့စင်ကာပူသတင်းကိုပြပြရင်ကျမရဲ့ဒီနေ့အတွက်သတင်းတင်ဆက်မှုကိုရပ်နားလိုက်ပါစေ။ကုလသမဂ္ဂမှာဗီဒိုအာနာကိုတပတ်သက်အသုံးချမှုတွေထိမ့်သိမ်းကုတ်ကဲပေးဖို့အတွက်စင်ကာပူနိုင်ငံကကုလသမဂ္ဂကိုတောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ29ရက်ကကုလသမဂ္ဂအထွေထွေညီလာခံမှာစင်ကာပူနိုင်ငံသားရေးဝန်ကြီး VPN Ballet Richnan ကမိတ်ခွန်းပြောကြားရမှာဗီဒီယိုအနာ30ခွင့်ရနေတဲ့တရုတ်ပြင်သစ်ရုရှားပြည်တိုင်နဲ့အမေရိကန်နိုင်ငံတို့ကိုထိန်းကိုပိုထောက်ပြခဲ့တာပါအခုလောတောင်းဆိုတာက ပိုပြီးကွဲပြားဆောင်နေတဲ့စုဖွဲ့မှုတွေကိုကိုစားပြုနိုင်အောင်ဖြစ်တယ်လို့လဲ VPN ကဆိုပါတယ် ပြိပခါတွေပုံမှန်ဖြစ်ပွားလာတဲ့မျက်မှောက်ကာလမှာဗီဒီယိုအာနာသုံးဆဲမှုတွေကလည်းပုံမှန်များပြလာတယ်လို့သူကပြောပါတယ်။မကြာသေးခင်ကဂါဇာမှာအပြစ်ခတ်ရက်စဲဖို့ဖိအားပေးအဆိုကိုအမေရိကန်ကဗီဒီယိုအာနာသုံးပြီးပယ်ချခဲ့ပါတယ်။ကုလသမဂ္ဂမှာဗီဒီယိုအာနာသုံးတဲ့အချိန်ရီအတွက်ပို့တိုးလာတာဟာလုတ်ပိုင်ခွင့်ကိုတနိုင်ငံတည်းကဆုံးဖြတ်တာမျိုးဖြစ်နေရပါ။အခုလို့ထောက်ပြတာကလည်း လသမဂ္ဂလုံခြုံရေးကောင်စီရဲ့အရေးပါမှုကိုအတိမတ်ပြုစေလိုတဲ့အပြင်ပုံမအားကောင်းစွမ်းဆောင်နိုင်တဲ့အစုဘွဲတစ်ခုဖြစ်လာစေဖို့ရည်ရွယ်တယ်လို့လည်းဝန်ကြီးကမှတ်ချက်ပေးသွားပါတယ်။ကြပင် ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီနဲ့အထွေထွေညီလာခံကြမှာပိုးပြီးအကောင့်နဲ့စိတ်ဆက်မှုမျိုးလိုအပ်တယ်လို့လည်းသူကဆိုပါတယ်။ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့အရှိတရားတွေကိုကန့်တွယ်နိုင်မို့ဆိုရင်ကိုစားပြုမှုတွေပိုကျေပြက်နဲ့ပို့ဆောင်လင်းတဲ့ကုလသမဂ္ဂမျိုးကိုကဘာကြီးကလိုအပ်နေရလို့လည်းသူကပြောခဲ့ပါတယ်။ MP ရဲ့တနစ်တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအလုံးနဲ့တကွာဝေရောက်မှတ်ချက်ပြုပေးသူအလုံးကိုအတူပင်ကျေးဇူးတင်ရှိပါတယ်မြမပီသူပီသားအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဟောဝအမော်ရေပြကြပါစေရှင်